်မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးပါတော့မယ်မကွေးတိုင်းပခောက်ကူခရိုင်ထဲမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့၃ဘွဲ့ပူးပေါင်းပြီးစစ်ရေးနဲ့နိုင်ငံရေးတွေကို အတူဆောင်ရွက်သွားကြမှာဖြစ်တယ်လို့အဆိုပါအဖွဲ့တွေကဧပြီလ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။စစ်ရေးနဲ့နိုင်ငံရေးကိစ္စရပ်တွေကိုအတူလှုပ်ဖို့ပူးပေါင်းလိုက်တဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ရေစတိုမြို့နယ်ပါကဖပေါမြို့နယ်ပါကဖနဲ့မြိုင်မြို့နယ်ပါကဖတို့ဖြစ်ကြတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ပခောက်ကူခရိုင်ထဲမှာရှိကြတဲ့တွန်လှန်ရေးအဖွဲ့အစည်းတွေအချင်းချင်းသိမြတ်ပြီးကောင်းမွန်တဲ့ရေရှည်ဆက်ဆံရေးတွေဖြစ်ဖို့အပြင်အဖွဲ့တွေအချင်းချင်းလိုအပ်ချက်တွေကိုအပြန်အလှန်ပံ့ပိုးကူညီနိုင်ကြဖို့မျက်နှာစုံညီဆွေးနွေးပွဲလုပ်ပြီးမှသဘောတူပေါင်းစည်းလိုက်တာလို့ရေစတိုမြို့နယ်ပါကဖကကိုဝေကြီးက TVB ကိုပြောပါရယ် လက်ရှိမှာတော့စစ်ကောင်စီတပ်ကပခုတ်ကူခရိုင်ထဲမှာကျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးလေကြောင်းကနေပါဘုံကျဲတက်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့ကရဲတပ်သားတယောက်ဟာဧပြီလ26ရက်မှာလက်နက်ခဲယမ်းတွေနဲ့အတူဗက်ပြောင်းခူးလုံလာတယ်လို့မြင်းကြံ Black Tiger MBD မြင်းကြံခရိုင်တပ်ရင်းကိုကပြောပါရယ်။ တောင်တာမျိုးပေါ်ကအထက်ကစာတင်ကျောင်းမှလုံခြုံရေးတာဝန်ကျနေတဲ့အသက်28နှစ်အရွယ်ရဲတပ်သားတယောက်ဟာပြီးခဲ့တဲ့ဧပြီလ22ရက်က MPD တပ်ဖွဲ့စီကိုအလင်းဝင်မှုဆက်သွယ်လာတာလို့ဆိုပါတယ်။မော်ဘီရဲတပ်ရင်ငါကနေတောင်တာအထက်ကကျောင်းကိုလုံခြုံရေးတာဝန်နဲ့ပြောင်းရွှေ့ခံခဲ့ရပြီးနောက်အလင်းဝင်လာသူတွေကိုစုချင်းဝင်25သိန်းပေးအပ်ထားပြီးမိသားစုနဲ့အတူနေချင်တဲ့နေရာအထိရောက်အောင်ပို့ဆောင်ပေးထားတယ်လို့ MPD တပ်ဖွဲ့တာဝန်ကဗိုလ်မိုက်ခဲက GBP ကိုပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့ရဲတပ်သားဟာဦးစီးသနတ်တလက်ကြီပေါက်၃ခု G3 G2 တောက်နိုင်မမ G အတောက်200ရုံးနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်ရှင်အခြေခံဆက်ရုံအလုံယုံကအလုံသမားတွေကိုအလုံရှင်တွေကအကြောင်းမဲ့အလုံထုတ်တာတွေရှိနေပြီးအလုံသမားရဲရဝန်ကြီးဌာနဘက်ကလည်းဖြည့်ရှင်းမပေးနိုင်ကြောင်းကရရကန်ရှင်တွေစီကတည်ရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင် င်းကစက်ရုံလုံးရုံတွေမှာလှုပ်လှုပ်ကိုင်နေကြတဲ့အခြေခံလုံသမားတွေကအခြေခံရပိုင်ခွင့်နေတောင်းဆိုတဲ့အခါမှာအကြောင်းအရင်းပဲအလုပ်ထုတ်ခံရတာတွေရှိနေပြီးအလုပ်သမားကြီးရဝန်ကြီးဌာနကိုတိုက်ကြတဲ့အခါမှာတော့ပြေရှင်းပေးနိုင်တာမရှိကြောင်းကာကံရှင်တွေရဲ့ပြောပြချက်ရသိရပါတယ်။စက်ရုံအတွင်းကအလုပ်သမားတွေရဲ့အခြေခံလုံခလာစားအတွက်ကိုစားတောင်းဆိုပေးပြီးအလုပ်သမားတွေကိုစားတမကောက်ဖွဲ့ဖို့ကြိုးစားတဲ့အလုပ်သမားတယောက်ကိုအလုပ်ရှင်ကကုတိလေးအောင်ကျူးလွန်တဲ့အပြင် အလုထုတ်လိုက်တဲ့အကြောင်းကိုအလုထုတ်ခံရသူလူသမားတယောက်ကပြောပြပါဗျ။ဥပဒေအရသူကတော့ဒီလိုကိုလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလို့ပြောတဲ့ဟာဒါပေမဲ့ကျတော့လေသူကပြောတာကကြိုက်တဲ့နေရာကိုသွားတိုင်ကြိုက်တဲ့နေရာမှာရှင်းမယ်ကြိုက်တဲ့ကောင်ခေါ်လာခဲ့ပေါ့အဲ့လိုမိုက်ကြီးခွဲတဲ့စကားတွေပြောပြီးတော့ငါတို့အလိုက်ရမှာသွားပြီးတော့ဒီအကြောင်းအရောင်တိုင်နေပေါ့တိုင်ပြီးဖြည့်ရှင်းတော့လေဂျုံချင်းနေမှာဥစည်းရလုံငန်းရှင်ကမကြိုက်ရင်ထုတ်ပိုင်ခွင့်ရှိတယ်ပေါ့အဲ့လိုတခြားမဖြည့်ရှင်းပေဘူးတစ်ချိန်ပြီးတစ်ချိန်ကိုတစ်ချိန်ပဲပြောလိုက်ရတယ်နောက်ချိန်နေမှာသူမရှိရနဲ့ ဟိုမအားတာနဲ့အဲ့လိုတေချာမချိမ့်ပေးဘူးပေါ့နော်အဲ့လိုနဲ့တရားဆွဲဆိုပါဆိုတဲ့စာကြီးပဲထုတ်လာတယ်အဲ့ဒီပုံမှန်ညီမအခုတရားဆွဲဆိုနေရတယ်ပေါ့တစ်ဖက်ကကျူးလို့နဲ့လူရပဲအတားကြီးရနေရဆိုတဲ့ပုံစံဖြစ်နေရပေါ့မရဲ့အဲ့လိုမျိုးဆိုစိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရအရာတော့လုံးဝအဆင်ပြေမနေဘူးပေါ့အဲ့ဒီလုံးမှာပဲအလုတ္တမအခွင့်အရေးတောင်းဆိုသူနဲ့တမကောက်ဖွဲ့ဖို့ကြိုးစားသူအလုတ္တမတိုင်းကိုအလုရှင်ဘက်ကအကြောင်းရှာပြီးအလုထုတ်ခဲ့တာရှိကြောင်းကိုလည်းဆက်ပြောပါရစေ တိုင်းမြေခြေနေကြောင်းအလုရှင်တွေကအလုသမားအခွင့်အရေးတွေချိုးဖောက်မှုတွေကိုအများအပြားကျူးလွန်လာကြပြီးပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကြောင်းလည်းအလုထုတ်တာမျိုးတွေရှိနေကြောင်းသိရပါဗျ။လက်ရှိမှာအကြောင်းရင်းမဲ့အလုထုတ်မှုတွေများပြားလာကြောင်းကိုအလုသမားရေးကူညီဆောင်ရွက်ပေးနေတယ်။သိသိညညတော့တမကများအဖွဲ့ချုပ်မြန်မာ STUM ကတော်မြွေကပြောပါဗျ။အဲအလုထုတ်ပလိုက်တာပေါ့။ဒါဘာမှဟိုမပြောတော့ဘူးအလုထုတ်ပလိုက်တာ။အဲ့လိုမျိုးတွေပေါ့နော်။နောက်တစ်ခါ ဒီတမကဖွဲ့ရယ်ဆိုလို့ရှိရင်အလုပ်ထုတ်တာစိတ်ုံထဲမှာတမကဖွဲ့ဖို့အတွက်ကိုစီယုံနေဆိုတာနဲ့လုတ်ထုတ်တာနောက်တစ်ခါဒီလောက်ခလာဆိုတိုးတောင်းတယ်လုပ်ငန်းငွေရဲ့အခြေအနေပေါ့နော်မမျှတာတဲ့လုပ်ငန်းငွေအခြေအနေဒီပေါ်မှာဒီစူပါတောင်းဆိုမှုပြုဖို့အတွက်ဥစည်းဥဆောင်လုပ်တယ်အဲ့လိုလူမျိုးတွေကိုသူကအတန်ကြားလာတယ်ချက်ချက်အလုပ်ကနေပြီးတော့အမင်းရဲ့အစစ်အစစ်မရှိထုတ်ပလိုက်တယ်ဥပဒေတိုင်းဒီဝန်နေထိုးမယ်ပြီးလို့ရှိရင် ူ့ရဲ့ဝိုင်းနေပြေးမှာထုတ်ပဲဒါမျိုးမလာတော့ဘူးပြပေးအရေးကြီးဖို့တည်းကြိုးစားတယ်တရားစွဲတယ်အမှုဖွင့်တယ်မိပေါင်းဆောင်တယ်ပေါ့သူတို့မှာကအာဏာလည်းရှိတယ်ငွေလည်းရှိတယ်ဆိုတဲ့အခါကျတော့အလုံသမားအပေါ်မှာလှုပ်ချင်တာကြီးလုပ်နေတာပေါ့နော်ဒီဒဏ်တွေကိုတော့ကျမတို့တွေကပြည်တွင်းထဲမှာဒီကာလကတော့နှိမ့်ဆိုင်ခံနေရတယ်မြန်မာနိုင်ငံအထက်ချုပ်လုပ်ငန်းရှင်များအသင်း MGM ရဲ့ခန့်မှန်းချက်အရကိုဗစ်ရောဂါနဲ့အာဏာသိမ်းမှုမတိုင်ခင်ကအထက်ချုပ်လုပ်တာ9သိန်းရှိရာကနေ 2022ခုနှစ်မှာတော့၄သိန်း၈000ထိရောကျသွားပြီ။2024ခုနှစ်ဇွန်လအကုန်ထိ Business and Human Rights Resource Center ရဲ့အချက်အလက်တွေအရအထက်ကျုပ်လုပ်သားတွေအလုပ်သမားအခွင့်အရေးနဲ့လူခွင့်ရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ပေါင်း956ခုထိရှိလာကြောင်းသိရပါဗျ။ကျွန်တော်ဝေပါ။ ငါးနှစ်ကြာရထားအပြီးအခုနေရသည်မှာတိဘက်ဒေသကဘာသာရေးအရာမြင့်မြတ်တဲ့တောင်နဲ့ရေကန်စီအိန္ဒိယဖျားဖူးတွေလာရောက်လဲပတ်ခွင့်ရဖို့တရုတ်နဲ့အိန္ဒိယတို့သဘောတူခဲ့တယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကဧပြီ28ရက်မှာပြောပါတယ်သဘောတူညီချက်အရတရုတ်နိုင်ငံတိဘက်မှာရှိတဲ့မြင့်မြတ်တဲ့တောင်နဲ့ရေကန်တွေစီအိန္ဒိယဖျားဖူးခီးတွေတွေရဲ့အလဲပတ်ခီးစင်တွေဒီနွေရာသီမှာပြန်ဆမှာပါလို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးစုခွင့်ရှိသူကိုကြာခွင်းကပြောလိုက်ပါတယ် တရုတ်နိုင်ငံတိဘက်ကိုဗတ်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ခက်လရှ်နဲ့မနက်စရိုဗာရေကန်တို့ကိုညွှန်ပြောဆိုတာလည်းဖြစ်ပါတယ်။ဒီနေရာအတွက်ဖျားဖူးခီးစဉ်ကိုကိုဗစ် -19 ကပ်ရောဂါကြောင့်2020ခုနှစ်မှာပထမဆုံးရပ်ဆိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတရုတ်နဲ့အိန္ဒိယကြားအိတ်ခဲတဲ့ဆက်ဆံရေးကြောင်းရပ်နာထားခဲ့တာပါ။2020ခုနှစ်မှာဟိမုန်နာတောင်နှံတစ်လျှောက်အိန္ဒိယအစ်စ်သားအယောက်20နဲ့တရုတ်၄ယောက်ထပ်မံတည်ဆုံခဲ့တဲ့တိုက်ပွဲတွေဖြစ်ပြီးအိန္ဒိယနဲ့တရုတ်ကြားဆက်ဆံရေးယိုယွင်းလာခဲ့ပါတယ်။ ဒါပေမဲ့တောင်တန်းနဲ့ဇက်မှာစစ်ရေးအရာတင်းမာမှုတွေဖြေလျှော့ဖို့အော်တိုဘာလမှာသဘောတူပြီးတဲ့နောက်ဆက်ဆံရေးပိုကောင်းမွန်လာခဲ့ပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆန်းပါရှင်။